မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ17ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မှတ်သားပေါ်ရာမိုးရေချင်များမှာဝမ်တွင်းမြို့မှာ၄တသမ3တုံညလာမှာစကိုင်းမြို့မှာ3တသမ66လာမှာပတိန်ချင်းရွှေဆိုင်ရံမှာ3တသမ63လာမှာချောင်းဆောင်မြို့မှာ3တသမ5လာမှာ အမရပူရမြို့မှာ3.26လက်မပတိန်ကြီးမြို့မှာ3.33လက်မရေးမြို့မှာ2.83လက်မပင်လုံမြို့မှာ2.89လက်မဟိုင်းကြီးကျွန်းမြို့မှာ2.68လက်မနဲ့မူပင်မြို့မှာ2.64လက်မတို့တိုက်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေ့လယ်တနအိခွဲချိန်မိုးလေဝသဂျိုရုမှာဖမ်းအောင်ရရှိတဲ့ပုံရကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိုင်အထက်တက်မှာတိတ်တူထက်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတလျှောက်မှာမိုးရွာသောကျနေတူလေပြင်းတက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျပစ်ခြင်းလျက်ဆေးလက်ခြင်းနဲ့မိုးသီးကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ချိုးတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အသင့်တက်မှတည်ထူထက်နေပါတယ်။ ဒီကနေ့မြန်မာစံတော်ချိန်7:30နာရီအချိန်တိုင်းထွာချက်များအရတောင်တရောက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဝုတက်ဟာအနောက်အနောက်မြောက်ဘက်သို့ရွှေ့လျားလျက်ရှိပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဝုတက်ဟာကနအူးမှာအနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီး73ရက်6လ2025ရက်နေ့မှာတရုတ်နိုင်ငံဟိုင်နန်ကျွန်းသို့ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအားတူမြင်းများပုံစံအရပြေဝကျွန်းပေါ်ပေါ်တမခွင်နဲ့ မွန်တနင်္သာရီကမ်းရမ်းလျှောက်တော့မှာမောက်တုံလေးအားကောင်းနေပါတယ်။ဘင်္ဂလားပင်လယ်အော်အချိန်ဒီမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှိတောင်ပိုင်းတို့မှာမောက်တုံလေးအားကောင်းနေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာမောက်တုံလေးအားနည်းငယ်မှာအားအသင့်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြက်ဝါကျုံပေါ်မုတ်တမခွေမွန်တနင်္သာရီကမ်းရမ်းလျှောက်နေကမ်းလုံပင်လယ်ပြင်တို့မှာတခါတည်းရဲ့မိုးတက်လေပြင်းများကြာရောက်ပြီးလမ်းကြည့်နေပါတယ်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာတနအိုက်ကိုမိုင်30အထိတက်ခတ်နေပါတယ်။လိုင်းမြင့်မှာ မြို့ဝကျုံပေါ်မော်တမခွေမွန်တနင်းတိုင်းကရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပေမှာ၁၇ဘေးခန့်ရှိနေပါတယ်။ချံမြမပင်လယ်ပြင်မှာလိုင်းအထင်အထင်ရှိပါမယ်။လိုင်းမြင့်မှာချက်ခိုင်ကမ်းရန်ရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၆ဘေးမှ၈ဘေးခန့်ရှိနေပါတယ်။မနက်ဖြန်မနက်အထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့ရှက်ခိုင်ပြည်နယ်တို့မှာနေရာဆက်စိတ်နဲ့ ချင်းပြည်နယ်၊စကမ်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းပြည်နယ်တောင်ပိုင်း၊အရှိတ်ပိုင်း၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့အပြားမဟုတ်တဲ့ချုံရပြီးစကမ်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကျဉ်နေပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ချင်းများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။ နေပြည်တော်နဲ့ဤတော်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ34ဒီဂရီဆဲလ်စီယက်63ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ26ဒီဂရီဆဲလ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်ဤတော်အတွက်မနှက်ဖြန်မနှက်အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးအထင်အင့်ထစ်ချုံရွာပါမယ်အမြင့်ဆုံးပုံချိန်မှာ30ဒီဂရီဆဲလ်စီယက်86ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပုံချိန်မှာ24ဒီဂရီဆဲလ်စီယက်85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ် မန္တလေးမြို့နယ်နေတဝိုက်အတွက်မနှက်ပြန်မနှက်ထီမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတကြိမ်နဲ့ကြိမ်ထိချုံရွာပါမယ်။အမြင့်ဆန်းမှုချိန်မှာ33ဒီဂရီဆဲလ်စီယက်67ဒီဂရီဖာရန်ဟိုက်နဲ့အနေဆန်းမှုချိန်မှာ26ဒီဂရီဆဲလ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးပေါ်လာပါမယ်။